better fish တွေကိုအလှမွေးတာမဟုတ်ဘဲနဲ့ပြန်ပွဲရှင်ပြန်နေတာမျိုးတွေရှိပါတယ်။ဒီနိုင်ငံမှာတော့သိမလုတ်ဖြစ်ကြပေမဲ့အခြားထိုင်း၊မလေးရှား၊စင်ကာပူတရုတ်အပြင်အခြားနိုင်ငံပေါင်းများစွာမှာနှစ်ဆင့် better ပြိုင်ပွဲများကိုကျင်းပလေရှိပါတယ်။ရှင်ပြိုင်တဲ့အခါမှာဘက်တာချင်းချင်းတိုက်ခိုက်ခိုင်းတာမျိုးမဟုတ်ဘဲနဲ့ဒီငါးလေးတွေရဲ့ကာလာပတန်ဖင်ဖောင်အချိုးစားတွေကိုအကဲဖြတ်ထိုင်လူကြီးတွေကသေချာစစ်စစ်အမှတ်ပေးပြီးမှရှင်ပြိုင်ကြတာပဲဖြစ်ပါတယ်။ အကဲဖြတ်တဲ့သူတွေကလည်းဘတ်တာနဲ့ပတ်သက်တဲ့ကာလာပတ်တန်တွေဖင်ဖောင်သတ်မှတ်ချက်စာအုပ်တွေကိုသေချာလေ့လာထားကြပါတယ်။ပြန်ပွဲရှင်ပြိုင်တဲ့သူတွေကိုယ်တိုင်ကလည်းစာအုပ်တွေကိုသေချာနားလည်အောင်လေ့လာထားဖို့လိုအပ်ပါတယ်။အလိုမှသာအကဲဖြတ်တိုင်းလူကြီးတွေနဲ့ရှင်ပြိုင်သူတွေအကြားမှာအငင်းပွားစရာမဖြစ်မှာပဲဖြစ်ပါတယ်။ ဘက်တာနဲ့ပတ်သက်တဲ့ standard စာအုပ်တွေဟာနိုင်ငံအလိုက်အမျိုးမျိုးရှိကြပါတယ်။ဥပမာအားဖြင့် UPF standard စာအုပ်တွေ IPC standard စာအုပ်တွေပဲဖြစ်ပါတယ်။ယခုအချိန်က social media ခေတ်ဖြစ်တဲ့အတွက် online website တွေမှာလည်းစာအုပ်တွေကိုအလွယ်တကူလေ့လာလို့ရပါတယ်။စာအုပ်တွေကိုဖတ်တဲ့အခါဘဏ္ဍခုနှစ်ကထုတ်လဲဆိုတာကိုတော့သေချာလေ့လာသင်ပါတယ်။အကယ်၍2021ကထုတ်ထားတဲ့ standard စာအုပ်မျိုးက2025ရောက်တဲ့အခါကျလို့ရှိရင်ပြောင်းသွားတာမျိုးတွေရှိတယ်။အဲဒီလိုအခြေအနေတွေကြောင့်ပဲ beta လေးတွေရဲ့အမှတ်ပေးစည်းမြင့်တွေဟာပြောင်းလဲနိုင်ပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်တော့ဘက်တာနဲ့ပတ်သက်တဲ့စာအုပ်တွေကအလုံးကိုနေပါသေးပါတယ်။မြန်မာနိုင်ငံမှာလည်းဒီချိန်တုန်းကဘက်တာပြိုင်ပွဲတွေရှိခဲ့ပါတယ်။အကြောင်းမျိုးမျိုးကြောင့်သာမလုပ်ဖြစ်ဘဲနဲ့ရန်နာသွားကြတာပဲဖြစ်ပါတယ်။မိတ်ဆွေတို့ရောဘက်တာပြိုင်ပွဲတွေကိုပြန်လာစေချင်လားဆိုတာကိုတော့ကျွန်တော်ရဲ့ comment box အောက်မှာဆွေးနွေးသွားလို့ရပါတယ်။ကြီးစုပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်။နောက် video မှာပြန်တွေ့ကြမယ်။